်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနရင်ထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးယူထားသောတိုင်းသားလက်နက်ကိုင်များနေကြားဆောင်တက်များကြောင့်ဟုမင်းအောင်လိုက်နှင့်စောမင်းထွန်းကတလီတန်နှင့်အပြစ်ဖို့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်နေဆက်ကိတ်များပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်များနေကြားဆောင်တက်များကြောင့်ဟု မင်းအောင်လိုင်းနှင့်စောမင်းထွန်းကဒလီတန်နှင့်အပြစ်ဖို့ပြောဆိုလိုက်ကြပါရယ်။နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခီးစင်တွင်အကြံဖတ်မင်းအောင်လိုင်းကမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးများဆောင်ရွက်နေသူများမှရင်ကျက်ရရယူထားသောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါရယ်။နေဆက်ဒေသများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်တချို့သောနေဆက်ခိတ်များကိုပိတ်ထားရကြောင်း တချို့သောအခွင့်အရေးများငြိမ်းချမ်းရေးရယူထားသောဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံတော်အပေါ်သစ္စာဆောင်တည်မှုမရှိပဲ၎င်းတို့၏ကိုယ်တိုစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းထိုကဲ့သို့တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နေဆက်ဒေသရှိလက်ကိုင်အဖွဲ့အစည်းများကိုသက်ဆိုးရှိနိုင်မည်ဖြစ်ကြောင်းမင်းအောင်လိုင်ကအပြည့်တင်ပြောသွားပါသည်အလားတူယနေ့ထုတ်ပြန်သောစစ်တပ်ဘွားရဖြန့်သတင်းစာများတွင်ကြားဖြတ်လုပ်ငန်းများနှင့်ပတ်သက်၍ EAO, KNU, KNL နဲ့ NCA လက်မှတ်ရေးထိုးထားသောတချို့သော EAOS များနေကြာဆောင်တက်များကပေါဝင်လျက်ရှိကြောင်းအကြံဖတ်ဆော်မင်းထွန်းကအပြစ်ဖို့ပါတယ်။2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ရောက်ပြီမျိုးနဲ့အလန်းကွာနေတဲ့ခုနာကနေပြည်တော်မှာတိုင်းဒေသလက်နက်ကိုင် EAO, KNU, KNL အဖွဲ့ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EAO အဖွဲ့တွေပြီးရင်နေကြာဆောင်တက်ဖွဲ့အမိကန်တက်ဖွဲ့တွေဝင်ရောက်လောက်ကိုင်းနေတာဖြစ်ပါတယ်။အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ ခိုးချိုးရှာစီးပွားရေးသမားတွေကတော့အဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကြာဖြတ်ကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကဆိုပါတယ်။ရွှေကုတ်ကိုမြို့တက်မှာမြန်မာရထိုင် International Hoarding Group ကြောက်ခတ်နေမြေတွင် ကြောက်ခတ် Great Russell ကုမ္ပဏီတို့ကပါဝင်ပတ်သက်နေကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေသောတိုင်းပြည်မတည်ငြိမ်မှုများအတွက်တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများတွင်အထူးကတာဝန်ရှိကြောင်းဖြစ်တင်ပြောဆိုမှုများကိုမကြာခဏလှုပ်ဆောင်လေးရှိပါတယ်။ ဆက်လက်ပြီးလေကူးတွင်စစ်တပ်ရွှေကောက်ပွဲကိုကူညီနေသောဇယက်ကွင်းရက်ွက်အုပ်ချုပ်ရေးမှူးချုပ်ကိုဖောက်ခွဲမှုဖြူစော်တီနှုတ်ထံရရတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းလေကူးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်အထုရောင်တရားမဝင်ရွှေကောက်ပွဲအတွက်ကူညီလှုံ့ဆော်ပေးနေသောဇယက်ကွင်းရက်ွက်အုပ်ချုပ်ရေးမှူးချုပ်ကိုဖောက်ခွဲတိုက်ခိုက်ရာဖြူစော်တီနှုတ်ပြင်းထန်ထံရရရှိခဲ့ကြောင်းရန်ကုန်အာမီမတာဝန်ရှိသူတို့အုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ16ရက်နေ့ညနေ6:30မိနစ်ခန့်လှေကူးမြို့နယ်ဇယက်ကွင်းရက်ွက်ရှိအကြမ်းဖက်စစ်တပ်အထူးရောင်တရားမဝင်ရွေးကောက်ပွဲအတွက်ကုညီလုံဆောင်ပေးနေသောအုပ်ချုပ်ရေးမှူးရုံးတွင်ဖြူစော်တီများစုဝေးနေစဉ်ဒေါ်လာရေးတပ်ဖွဲ့များကဖြင်းအားမြင့်မိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှူး၏နောက်လိုက်များဖြစ်သောဖြူစော်တီနှင့်ဦးပြင်းထန်တရားရရှိခဲ့ပြီးဒေါ်လာရေးရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။အယုံကအုတ်ကြီးနဲ့နောက်လိုက်တွေကပြည်သူကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားပေးမှုလုပ်တဲ့မဲဆွဲတိုင်းမတက်ရင်ချိန်ချောက်တာတွေလုပ်တဲ့စစ်မှုတန်းကြီးလေလစဉ်မထက်မနေရကောက်တာတွေလှောက်ဆောင်နေသူကိုယ်တိုင်လည်းလူငယ်တွေကိုပြန်ပေးဆွဲပြီးတောင်းစားတဲ့ကိစ္စတွေလည်းလုပ်တဲ့သူတို့ကိုထိထိရောက်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်ဖြူခွေးနှစ်ကောင်ကတော့ရင်းထွက်သွားပြီးကျန်တဲ့တကောင်တော့ဖွေးဖြေးပြေးကြတဲ့ဟုရန်ကုန်အာမီမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကဘတို့ကဖူပေါင်းလှောက်ဆောင်ခဲ့ကြတဲ့ ဆက်လက်၍စစ်တပ်နှင့်ပတ်သက်သောပြစ်မှတ်များအကြမ်းဖက်စစ်တပ်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လုပ်ကိုင်နေသူများကိုအပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမေရိကအသိပေးပြောဆိုထားပါသည်ရွှေကုတ်ကိုတွင်တရုတ်တထင်းများနှင့်ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တည်ထုတ်နေပြီးအောက်ခြေအလုပ်လုပ်သူများနှင့်တရုတ်များလည်းအစုလိုက်ပြုံလိုက်ထွက်ပြေးဝယုံသုံးကားဖြင့် VGF ခေါင်းဆောင်ဆော့ချစ်သူလူမြင်ကွင်းမှပျောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တက်တွင်တရုတ်တထင်းရနှင့်ကြာဖြန့်ကုမ္ပဏီခေါင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တဲထုတ်နေကြောင်းရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေသောကရင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ်။ရှနီအချမ်းဖက်စစ်တပ်လက်အောက်ခံ VGF မှနိုင်မောင်စော်ကရွှေကုတ်ကိုမြို့တက်တွင်ကြာဖြန့်များကိုအပိသက်အပြက်နှိမ်နင်းတော်မူဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက် နိုဝင်ဘာလ18ရက်နေ့ညတွင်ချင်းရွှေကုတ်ကိုမြို့တက်မှတရုံများနိုင်ငံခြားသားများနဲ့ကြားဖြတ်အလုပ်သမားများရှားထောင်ချီမြို့မှထွက်ခွာရန်ကြိုးစားလာကြကြောင်းရွှေကုတ်ကိုမြို့တက်အတွင်တွင်ကားများပိတ်ပြီးမြို့တွင်ရှိလူများအလုံးနီလန်းမျိုးစုံဖြင့်ထွက်ခွာနေကြခြင်းဖြစ်ကြောင်းတို့ရတွင်ကြားဖြတ်တရုတ်တတိများနှင့်ကြားဖြတ်ကုမ္ပဏီကောင်းဆောင်များကိုမူ VGF များကကားဖြင့်ညတွင်ချင်းတည်ထုံနေကြောင်းသိရပါသည် VGF နိုင်မောင်စောကကြားဖြတ်တွင်နှိမ်နှင်းမယ်ဆိုပြီးထချင်ညာတာ ထိုင်းသတင်းဌာနတွေမှာတက်လာတာရောမြန်မာသတင်းဌာနတွေမှာတက်လာတာရောညာရင်းချင်းတရုတ်တွေနိုင်ငံသားသားတွေရွှေကုတ်ကိုကနေအထုပ်တွေဆွဲပြီးထွက်ကုန်ကြပြီကိကိပတ်လို့ဖြစ်မယ်ဆိုပြီးအကုန်ထွက်ပြေးကြတာအလုတ်တွေသုံးရပိတ်တယ်ဆိုပြီးအောက်ခြေချဖြတ်လုပ်သမားတွေကိုလည်းကုမ္ပဏီဘက်ကပြောတယ်ဒါပေမဲ့ကုမ္ပဏီ in charge တင်တင်လီဒါတွေနဲ့တရုတ်တထေးတွေက VGF ကားတွေနဲ့အကုန်ထွက်ကုန်ကြပြီညာရင်းချင်းဝယုံသုံးကားတွေဖြစ်နေတာကားတွေပိတ်လမ်းတွေပိတ်အကုန်ထွက်ပြေးကုန်ကြတာဟု ကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ် VGF နိုင်မောင်စောကရွှေကုတ်ကိုတွင်ကြားဖြန့်လောက်ခိုင်သူတထောင်နှင့်နှစ်ထောင်အကြားရှိပြီးကြားဖြန့်များကိုလုံးဝမထားတော့ဘဲအပြက်အပီးနှိမ်နှင်းတော့မည်ဖြစ်ကြောင်းထို့သောနှိမ်နှင်းရတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းညီဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ပြည်အားရှိလာ၍မဟုတ်ဘဲ VGF ကကြားဖြတ်နှိမ်နှင်းရဆုံးဖြတ်ထားသည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းရမန်နေကထုတ်ဖော်ပြောဆိုခဲ့ပါသည် အကြံဖတ်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာအချို့တွင်နေရာစတင်ယူနေပြီးမြို့ရင်းနေရာတချို့တွင်စစ်တပ်ကအကွက်ရောက်မှုများရှိနေကြောင်း VGF နှင့်စစ်တပ်ကပူးရဲဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရပါဗျ။တို့ရတွင်ရွှေကုတ်ကမြို့တစ်ကိုစတင်ထူထောင်ရတွင်အဓိကကျသူ VGF ကောင်းဆောင်စောချစ်သူမှလူမြင်ကွင်းကနေပြောက်ွယ်နေပြီးရွှေကုတ်ကိုတွင်မတွေ့ရတော့ကြောင်းရွှေကုတ်ကိုအရေးကိစ္စကို VGF နိုင်မောင်စော်ကဦးစီးလှောက်ဆောင်သည့်သဘောမြင်ရကြောင်းအခြားခရင်စည်ရေးတရင်ကြီးမြစ်တစ်ခုကလည်းပြောဆိုပါရယ် စောချစ်သူကလူငင်းကွင်းကိုတိတ်မထွက်တော့ဘူးသူစရာစီကြံချောင်းကိုနိုဝင်ဘာလ12ရက်နေ့တရုတ်ကိုလွှဲလိုက်ကြတဲ့ကလူငင်းကွင်းမှမမြင်ရတော့တာအရင်ဆိုသူ့ကားရက်နဲ့သွာလာနေတာရှိသေးတယ်အခုပြောင်းနေတယ်သူရွာပြတ်နေတာလားတမင်လူငင်းကွင်းမထွက်တော့တာလားမပြောတတ်ဘူးဟုကရင်စည်ရေးတဲ့ရင်းမြစ်ကရှင်းပြပါတယ်ရွှေကုတ်ကိုထူထောင်သူရှီကြည်ချန်းကိုကြားဖြတ်ငွေလိမ်မှုများအပအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့ ိုဝင်ဘာလ12ရက်နေ့တွင်တွဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေသော TGPA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ဆလပီစင်ပောင်ဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းတွင်စစ်သားများလိုက်ပါလာသောကားနှစ်စီးကိုတိုက်ခိုက်မှုဗိုလ်ကြီးစိုးကိုကိုမောင်အပါအဝင်စစ်သားသုံးဦးသေဆုံးပြီးလက်နက်နှလက်သိမ်းစီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုးပင်တာခရလမ်းပိုင်းတွင်စစ်သားများလိုက်ပါလာသောကားနှစီးကိုတိုက်ခိုက်ရာဗိုလ်ကြီးစိုးကုတ်ကိုမှအပါဝင်စစ်သားသုံးဦးသေဆုံးပြီးလက်နက်နဲ့တင်းစီရရှိခဲ့ကြောင်းတရက်ခရအမှန်ကားတရင်ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ16ရက်နေ့ညနေ4နာရီကျော်ခန့်တွင်စင်ပါဝဲမြို့နယ်ကိုးပင်တာခရလမ်းပိုင်း၌စစ်သားများလိုက်ပါလာသောအင်စီကားတစ်စီးနှင့်တန်ချက်ကားတစ်စီးကိုတော်လရဲတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်အင်စီကားပေါ်လိုက်ပါလာသောအကြမ်းဖက်စစ်တပ်မှဗိုလ်ကြီးစိုးကိုကိုမောင်အပါဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြမ်းဖက်စစ်သားများထံမှယူနီဖောင်းတစ်စုံ MA30 GA တကူ MA30 G အတောက်20 AK ဒင်းခေါက်တပ်နက်တလန်79ဘုံပြစ်လောင်ချတလန်40မမဘုံ6လုံးနဲ့လက်ကင်ဘုံတလုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်တာကတော့ဟုတ်ပါတယ်။နောက်ပြီးစစ်ခွေးတွေကနားပိတ်ရွာကိုမီးရှို့သွားတယ်။ နေအိမ်ပြက်စီးမှုကိုတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးကိုဒေတာခန့်ပြည်သူ့အုပ်ကပြောဆိုပါရယ်ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖတ်စစ်တပ်ကစင်ပေါင်ဝဲမြို့နယ်တာကရလမ်းပိုင်ရှိနားဖက်ခြေရွာကိုမိရှို့ဖြက်စီးခဲ့ကြောင်းရှင်းတို့စစ်တပ်စစ်ကြောင်းဝေရောက်မိရှို့ဖြက်စီးခြင်းကြောင်းပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောက်ခဲ့ရကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကိုတရက်ခရိုင်အမှန်ကတရင်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတရင်ဌာနကတရက်ခရိုင်အမှန်ကတရင်ကိုဆက်သွယ်မေးမြန်းခဲ့တော်လဲပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။